ပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားတော့မယ်ဖန်စီအချင်းချခံရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံးကိုချွင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြင်သစ်သမ္မတကထပ်မံတောင်းဆိုလိုက်ပါတယ်ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်စီကနေဒေါအောင်ဆန်းစုကြည်ကိုပေးပို့ခဲ့တဲ့ပုဂ္ဂိုလ်ရေးစာမှာအဲ့လိုဖော်ပြထားတာဖြစ်ပြီးဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအနေအထားကိုစိုးရိမ်ပူပန်နေတယ်လို့လည်းပြင်သစ်ခေါင်းဆောင်ကဆိုပါတယ် အဲ့ဒီစာကိုပြည်သူနိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနရဲ့မြန်မာအတွက်အထူးကိုယ်စားလှယ် Mr. Christian Shelby နဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ Kim Harris ခေါ်ဦးထိန်လင်းတို့တွေ့ဆုံခြင်းကလက်ခံရရှိခဲ့တာပါ။ဒါ့ပြင်ဒေါအောင်ဆန်းစုကြည်အပါအဝင်မြန်မာပြည်သူတွေကိုပြည်သူနိုင်ငံကောင်းဆောင်တဲ့ပြည်သူတွေကတနာကယူနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိရလို့လည်းဆိုထားပါရဲ့ရှင်။ ထိုင်းနိုင်ငံမဲဆောက်မြို့မှာကထိန်သင်္ကန်းကက်လူပူဇော်ပွဲနဲ့ပရိသတ်ပင်လှည့်လည်ပွဲကိုမဲဆောက်ရွှေပြောင်းចောင်းသူចောင်းသားတွေဆရာဆရာမတွေနဲ့ចောင်းသားမိဘတွေစုပေါင်းပြီးဒီနေ့နိုမာလာ၄ရက်မနက်ကပြုလုပ်ခဲ့ကြတယ်လို့လှည့်လည်ပွဲမှာလိုက်ပါခဲ့သူတွေစီကနေသိရပါဗျ။ပရိသတ်ပင်လှည့်လည်ပွဲကိုမဲဆောက်မြို့အုပ်ချုပ်ရေးအဖွဲ့ရေးစီမှခွင့်ပြုချက်တောင်းပြီးမဲဆောက်မြို့အတွင်ပရိသတ်ပင်လှည့်လည်ခဲ့တာဖြစ်ပြီးမဲဆောက်မြို့မှာရှိတဲ့ဖုံးတော်ကြီးအောင်းတွေကိုလှူဒန်းခဲ့ကြရလို့ဆိုပါတယ် ရှေ့ပြောင်းထက်တန်းကျောင်းတွေဖြစ်တဲ့ New Day ကျောင်းနဲ့စာသူလေကျောင်းကကျောင်းသားကျောင်းသူတွေဆရာဆရာမတွေကလှူဒန်းပြုလုပ်ခဲ့တာဖြစ်ပြီးထိုင်းမြန်မာရိုးရာယဉ်ကျေးမှုကိုဖလှယ်ရလဲရောက်တယ်လို့ပွဲကိုတွားရောက်ခဲ့သူကပြောပါရယ်မဲဆောက်မြို့မှာရောက်ရှိနေတဲ့မြန်မာရှေ့ပြောင်းကျောင်းတွေဟာပရိသတ်ပင်လှည့်လည်ပွဲနဲ့ကထိန်သင်ကန်းကတ်လူပူဇော်ပွဲတွေကိုထိုင်းနိုင်ငံသားတွေနဲ့အတူနှစ်စဉ်ကျင်းပလေးရှိတယ်လို့မဲဆောက်မြို့မှာနှစ်ရှည်ရောက်ရှိနေထိုင်သူတွေကပြောပါရယ်ရှင် တန်းမျိုးသားလူမျိုးရေးတက်မတော် TNL နဲ့စစ်ကောင်စီတို့အကြားအပြည့်ရဲ့ကြီးညာပြီးစုခွာဖို့သဘောတူထားတဲ့မန္တလေးတိုင်းအထက်ပိုင်းမိုးကုတ်မြို့ကနေ TNL တက်တွေနိုမာလာ20ရက်နေ့ကစပြီးစတင်စုခွာမယ်လို့စီရေးသတင်းရင်းမြစ်တွေကပြောပါရယ်အပြည့်ရဲ့ကြီးညာပြီးတဲ့နောက်အောက်တိုဘာလ30ရက်နေ့မှာပြုလုပ်ခဲ့တဲ့မိုးကုတ်မြို့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ TNL တက်တွေနိုမာလာ20ရက်နေ့ကစပြီး25ရက်နေ့အတွင်းအပြီးစုခွာမယ်အကြောင်းတင်ပြဆွေးနွေးရရှိရလို့ဆိုပါရယ် ဒါပြင် TNL တက်တွေဆုတ်ခွာပြီးတဲ့နောက်မိုးကုတ်မြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ထားနိုင်ဖို့အတွက်ကိုလည်းပြင်ဆင်နေတယ်လို့မိုးကုတ်အုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်တဲ့စီရေးသတင်းမြင့်တူက DUV ကိုပြောပါရယ်။အပြည့်ရဲ့သဘောတူညီချက်အရမိုးကုတ်မြို့ကနေ TNL တက်တွေဆုတ်ခွာဖို့ရှိပေမဲ့ဘလို့ပုံစံနဲ့ဆုတ်ခွာမယ်ဆိုတဲ့အချက်ကို TNL ကတိတိပပထုတ်ပြန်တာမရှိသလိုတော်လိုင်းတက်ကိုရှင်းလင်းအသိပေးတာမျိုးလည်းမရှိပါဘူး။ ဒါကြောင့်စစ်ကောင်စီတပ်မိုးကုတ်မြို့ရဲ့အလွဲတကူဝင်လာနိုင်ဖို့ TNL ကလမ်းကြောင်းပေးလာမှာကိုတော်လန်ဤတပ်တွေနဲ့မြို့ခံတွေကစိုးရိမ်နေကြတယ်လို့သိရပါဗျ။ TNL တပ်တွေမိုးကုတ်ကနေဆုတ်ခွာပြီးတဲ့နောက်စစ်ကောင်စီအောက်ကနေမြို့မှာ TNL ဆက်ဆံရေးယုံဖွင့်ဖို့ပြင်ဆင်နေတယ်ဆိုတာနဲ့ပတ်သက်ပြီး DUV ကတိကျအတိမပြုနိုင်သေးတယ်လို့ TNL ပြောရေးဆိုခွင့်ရှိသူကလည်းမေးမြန်းထားဆဲဖြစ်ပါတယ်ရှင်။ လီဘီယာနဲ့ရဲဝန်းနဲ့တိုင်ဖုန်းမုန်တိုင်းခေမကီအကျွင်းအကျံတွေကြောင့်ဒီကနေ့နိုမာလ၄ရက်နေ့မှာမြန်မာနိုင်ငံရှိတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသည်ထန်စွာရွာသွန်းနိုင်တယ်လို့မူလဝတ္ထပညာရှင်တွေကခန့်မှန်းပြောဆိုထားပါတယ်။ကိခိုင်သတင်းပြဖို့ထားပါတယ်ရှင်။ ဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့မြန်မာနိုင်ငံမြို့တော်ကျွန်းပေါ်ကံရိုးတဲ့ဒေတာအနည်းမှဖြစ်ပေါ်နေတဲ့လေပြင်းအားနဲ့ရဝန်ဆက်လက်တည်ရှိနေတဲ့အတွက်နေရအနဲ့မိုးကြီးနိုင်တယ်လို့စစ်ကော်မရှင်လက်အောက်ခံမူစလာကဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်အဲ့ဒီလေဖီအာနေရဝဟာမြောက်အနှောင်းမြောက်ဘက်ကိုဆက်လက်ရွှေ့လျားနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့အလေးပိုင်းနဲ့အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတွေနဲ့မြို့တော်ကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနေလို့မိုးစလာကခန့်မှန်းပြောဆိုပါတယ် လီဘီအာနဲ့ရဝန်အရှိန်နဲ့တိုင်ဖွန်းမုန်တိုင်းအကျွမ်းအကြံတွေကြောင့်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာတိုင်းနယ်ပြည်နယ်၆ခုမှာမိုးသေးထဆောင်လျှော့သွန်းနိုင်ရလို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။လီယန်နီအတွက်ဆိုလို့ရှိရင်အဲကျွန်တော်ရခိုင်ပြည်နယ်လည်းမိုးများနိုင်တယ်။အဲအေရဝတီတိုင်းရခိုင်တိုင်းပေါ့လီဘီအာနဲ့ရဝန်ကြောင့်ပေါ့နော်။အဲသူကဒီယန်နီတရက်အထဲမှာ၂၄နာရီအတွင်းမှာ၃လက်မှနေပြီးတော့၄လက်မှလောက်အထိမွေးခြင်း ရနိုင်တယ်ပေါ့ပြီးတော့ဒုတိယအများဆုံးကဒီပဲခူးတိုင်းရဲ့မွန်ပြည်နယ်ရဲ့တနင်္လာရီတိုင်းရဲ့ဒီမာဒီမာကတော့သူကနှစ်လမအထက်သုံးလမလောက်24နာရီတွင်မှမူးရောနိုင်တယ်အမိုးများနိုင်တယ်ဆိုတော့မိုးတဲတာကတော့များသောအဖြစ်ကတော့နေ့အပူချိန်ကျသွားတဲ့ဒီမွန်လွယ်ညနေပိုင်းညပိုင်းတွေမှာမိုးများတတ်တယ်အမိုးတဲတတ်တယ်ပေါ့နော် မိုးစလာရဲ့ထုတ်ပြန်ချက်တွေအရစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကျကျမကွေတိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတွေမှာနေရာစိစိမ့်နဲ့ကြံတိုင်းနဲ့ပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်၊မန္တလေး၊မကွေ၊စကိုင်းအောက်ပိုင်း၊အေရဝတီနဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ရဲလို့ဆိုထားပါတယ်။ ဒါအပြင်ရန်ကုန်ပဲခူးအေယာဝတီနဲ့ရခိုင်ပြည်နယ်တွေမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းနေပြီးမိုးတိမ်တောင်ရွေ့လျားရာနေရာတစ်လျှောက်မှာမိုးရော်သွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ခြုံကျော်တာမိုးကြိုပစ်တာလျက်စီးလက်တာနဲ့မိုးသီးကျူတာတို့ဖြစ်ပေါ်နိုင်ရဲ့လို့သတိပေးပြောဆိုထားပါတယ်။ ရဲကုန်းမြို့မှာရှိတဲ့တာမွေမရန်ကုန်းတာကေတာမြောက်တကုန်းလိုင်းတာယာစတဲ့မြို့နယ်တွေအပါအဝင်နေရာတချို့မှာမိုးစစ်တိုက်လျော်သွန်းနေတာကြောင့်လမ်းမကြီးတွေမှာရေဝုန်းနေပြီးရင်ကျော်ပိတ်ဆို့တာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်မိုးကတော့တောက်ချောင်းကြီးသွားနေတော့ပေါ့နော်။ရေကတော့သူကမနေ့ကညနေပိုင်းတော့ကိုတော့ရေရက်သွားတဲ့အခါကျတော့ရေကဟိုနည်းနည်းလေးဆင်းသွားတယ်ပြောရမှာပေါ့နော်။ချောင်းကြီးမတက်တာလည်းပါတော့ပေါ့။ဒါပေမဲ့သူတို့မျောင်းနေပါတယ်ကပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ကြာတယ်ကမနေ့ကတော်တော်များများနှစ်ပါတယ်မျိုးလဲဆိုအခုတော့ကားမောင်းနေတော့ကမင်းရဆိုရင်တော်တော်ရှောင်ရတယ်ဟိုပြောချင်တာကဒီမျိုးတော့စီပင်တော့ပါလဲပြိမလုံနိုင်တော့ညောင်းရှင်းတာအရင်လိုတန်ရှင်းလောက်တာဆိုတော့လောကမရှိသလောက်ပဲအဲဒီအတွက်ညောင်းကတော့ရှောင်ပိတ်နေအောင်ပါပဲဒါအပြင်မြန်မာကမ်းရိုးတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တွေမှာရံဖန်ရံခါမိုးတက်လေပြင်းကြောက်ပြီးလိုင်းကြီးနိုင်မယ်လို့ဆိုထားပါတယ် မိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကို35မအထိတိုက်ခတ်နိုင်ပြီးလိုင်းအမြင့်မှာမြမကန်ရုံတဲ့တခြားနဲ့ကန်လွန်ပင်လေပြင်းတွေမှာရှစ်ပေကနဲ့ဆေပေလောက်ရှိနိုင်တယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းတိုင်ဖွန်းမုန်တိုင်းအကျဉ်းကြမ်းကြောင်းရှမ်းပြည်နဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်း၊ကယားပြည်နဲ့ကရင်ပြည်နဲ့မွန်ပြည်နဲ့ပဲခူးတိုင်း ရန်ကုန်တိုင်းအေရဝတီတိုင်းတွေမှာနိုဝင်ဘာလ9ရက်နေ့တည့်ရက်မိုးလေကင်းစင်လာပြီးနိုဝင်ဘာလ10ရက်နေ့မှာတော့တိုင်ဖွန်းမိုတာအကျဉ်းအကျယ်ဝင်ရောက်ပြီးမိုးပြန့်လျော့နိုင်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါတယ်။ကျွန်မကေခိုင်ပါ။ က်ရှိရုရှားနဲ့စစ်မြေပြင်မှာယူကရိန်းအစိုးရဟာလက်တွေ့ဂိမ်းတစ်ခုဖန်တီးပြီးထိရောက်အောင်မြင်တဲ့တိုက်ခိုက်မှုတွေအတွက်စုချတာမျိုးတွေပြုလုပ်နေပါတယ်။ဒါဟာယူကရိန်းဘက်ကရုရှားစစ်သားနဲ့ဆက်လက်နက်ပစ္စည်းတွေကိုတိုက်ခိုက်နိုင်တဲ့အပေါ်မူတည်ပြီးအမှတ်ပေးတာမျိုးဖြစ်ပါတယ်။ဥပမာအဖြစ်ရုရှားစစ်သားတဦးတန်ရာရရင်၈မှတ်နဲ့အသက်ဆုံးရှုံးခဲ့ရင်၁၂မှတ်ဒါမှမဟုတ်တင့်ကာတစီထိခိုက်ပျက်စီးသွားရင်ရမှတ်၂၀နဲ့အလုံးစုံဖျက်ဆီးပစ်နိုင်ရင်တော့ရမှတ်၄၀အထိပိုင်ဆိုင်နိုင်မှာပါ။ အလားတူရုရှားကနေဒုံးကျည်အများအပြားပြစ်လွတ်နိုင်တဲ့စနစ်ကိုဖျက်ဆီးလိုက်ရင်ရမတ်80ဆိုတာမျိုးအပါအဝင်ဒရုန်းကူညီနဲ့ရုရှားစစ်သားတယောက်အရှင်ဖမ်းမိမယ်ဆိုရင်တော့အမြင့်ဆုံးအမှတ်120အထိရရှိနိုင်ပါတယ်2024ဩဂတ်လတုန်းကဒီပြိုင်ပွဲကိုအစမ်းသဘောအနေနဲ့စတင်ခဲ့ပြီးတဲ့နောက်တက်ရင်အလိုက်အမှတ်ရဖို့အတွက်ရှင်ပြိုင်လာကြတာတွေ့ရပါတယ်။ဒါကြောင့်စစ်ကြောင်းတစ်ခုကအမှတ်များများရလေပိုပြီးကောင်းမွန်တဲ့စစ်လက်နက်တွေကိုဝယ်ယူနိုင်လေလေဆိုတဲ့ဂိမ်းပြိုင်ပွဲပုံစံမျိုးဖြစ်လာခဲ့တာပါ။ အဲ့ဒီမှာထောက်လန်းရေးအခြေခံ drone တွေနဲ့ဖောက်ခွဲရေးပစ္စည်းတယ်ဆောင်နိုင်တဲ့ drone အကြီးစားတွေပါဝင်တယ်လို့စစ်သားတွေအတွက်ဆိုရင်လဲစုတစိမ့်နဲ့ယာရူးတိုးပေးတာမျိုးအထိထည့်သွင်းထားပါတယ်ရှင်။ TV မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှင်းစားခဲ့ရတာပါ။ကျမတော့ဖူအီအီနေပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။